နဲ့ခင်းဖះဆွတော့ကတ်တယ်သီလယူတယ်မေတ္တာတွေပါတယ်ပို့တယ်ပိယိတ်ပဋ္ဌာန်းရွတ်တယ်ပေါ့ကုသိုလ်တွေညကျတော့လည်းဖះရှိခိုးလိုက်အောင်မယ်ကုသိုလ်တွေအလုံးနဲ့ပြီးရောအမြှဝေမယ်ပေါ့အဲ့ဒါဆိုရင်နောက်ထပ်တမျိုးကုသိုလ်ထပ်မရဘူးလည်းရတယ်ပါးစပ်မကုန်မနဲ့ရတာနော်စိတ်ထဲရတော့စေတနာဘယ်လိုထားရလဲကြားတဲ့လူတွေဘာလို့ပါလဲတာဓုခေါ်ပါစေပေါ့မကြားဘဲနဲ့တော့ဘယ်သူမှမခေါ်ဘူးနော် ဒါကြောင့်ရှေးလူကြီးတွေအမြောက်ပြီးတော့အလုံးကြားကြားသမျှဆိုတော့အဲ့ဒါပဲကြားတဲ့သူခေါ်စီခေါ်ရင်တို့လည်းရပါစေအဲ့ဒီမေတ္တာကိုယ်မှာကိုယ်တို့ဖြစ်သွားတာအဲ့တော့ပဋိဒါနဆိုတာကိုယ်တို့လုပ်ပြီးအမြောက်ဝေတာမမေ့နဲ့နော်တိုးတိုးဝေမလားကြဲကြဲဝေမလားကြဲကြဲဝေခုနှစ်တန်းကြီးអော်တော့ရပြီအဲ့ဒါကြတော့လေဟိုရန်ဖြစ်ရင်သာခုနှစ်တန်းကြီးတွက်တာအမြောက်ဝေရင်ပါဇက်ကလှုပ်ယုံနေဘယ်သူမှမကြောက်စိတ်ချဘယ်သူမှမကြောက်ရင်ဘယ်သူမှခေါ်လို့မရဘူး အမြဝေတယ်ဆိုတော့သူများကိုတာထူးခေါ်စေခြင်းလို့ဝေတာဖြစ်တဲ့အတွက်ကြဲကြဲကိုဝေရမှာနော်တကြဟိုဘက်အိမ်ကနေပြီးတော့ဟိုကောင်မသူကုသိုလ်လောက်တာကိုသူများတွေသိအောင်လို့ခုနှစ်တန်းကြီးနဲ့អော်ပါပြီလို့သူများကဲ့ရဲ့မှာဆိုလို့မအောင်ကြဲကြဲမလုပ်ရဲဘူးအဲ့လိုလည်းမဖြစ်နဲ့ကိုကုသိုလ်ကိုဝေတာကြားအောင်ဝေဒီအမြဝေတဲ့ကုသိုလ်ပေါ့သေးသေးမဟုတ်ဘူးနော်ဘုန်းကြီးတို့မြတ်စွာဘုရားအလောင်းတော်ဘဝတစ်ခုမှာညီကိုနှစ်ယောက်စေဝါရှာပြန်လာပိုက်ဆံတော်ကြီးသင်ရမှာဆိုလို့ကြည့်ကြည့်ကလေးရွှေတုံးလေးတွေလုတ်ပြီးသေးတာ ညီရဗန္ဓာဒိန်အဲ့ဗန္ဓာဒိန်ကလေရွှေတုတ်ကလေးသူထိမ့်သိမ့်တာပေါ့ဝတ္ထုကမတဘာဝကရက်လာရှေးချာတော့မိပါမူပမာဒစုမဲ့လျော်မှုကြောင့်သူဟာကိုပင်ကိုဟာထင်ဤတဲ့ကြာကြာသုံးနိုင်ရင်သူများဟာကိုပဲဘလို့ထင်လားအဲ့ဒါကြောင့်အိမ်ငှားနဲ့အိမ်ရှင်နဲ့ပြဿနာတက်တာနှစ်နှစ်သုံးနှစ်လောက်နေလိုက်ရင် ဒီအိမ်ကိုဘယ်လိုထင်းလားငါအေးအဲ့အဲ့ဒါပြဿနာတက်အောင်အခုလဲကြည်လက်ထဲကင်တဲ့ရွှေတုပ်ကြာလာတော့မပေးခြင်းတော့တောက်ထဲမောင်ပိုင်စီးခြင်းလဲအဲ့တော့ရွှေတုပ်နဲ့ပုံစံတူကြောက်ခဲတုပ်တထုပ်ထုတ်ထားတယ်မြစ်ဖြတ်ကူပြီးဟိုဘကန်းရောက်ရင်မလှမ်းမကန်းမှရွာရှိတယ်ရောက်ပြီအဲ့တော့မြစ်ထဲမှာလှေအလူးမှာကြောက်ခဲတုပ်ပြစ်ချဟာအကိုကြီး ရှင်တို့ကြောက်ရအကွေရဲ့အားနာလိုက်တာဘယ်လိုညာလို့အကွေကသဘောကောင်းတယ်သူသိတယ်ရတဲ့ညီလေးဆိုရင် okay ဟဲ့ရှင်တို့တထုတ်ရတယ်အဲ့လိုတွေ့ပြီးတော့ညီကိုနှစ်ယောက်ထမင်းထိုင်စားစားလက်ပြီးရကုသိုလ်ဆိုတာယူတိုင်းရတယ်နော်မယူတိုင်းလည်းမရဘူးစိတ်ချယူတိုင်းလည်းကုသိုလ်ရထမင်းစားပြီးတော့ထမင်းဆိုတာဘယ်သူမှရှာနဲ့ကုန်းရက်တာမဟုတ်ဘူးဟုတ်တယ်နော်ထမင်းကြံဟင်းကြံမရှိဘူးလားရှိလားရှိတယ်အဲ့ဒါတွေတွားဟဲဆိုဘာကုသိုလ်မှမရဘူး तू อ่ะไล่สู้ดา ဆုပ်ပြီးလည်းပြီးတော့မြစ်ကမ်းသာသွားပြီးတော့ရေထဲကတရဝါတွေစားကြပါစေဆိုကြဲဖတ်တယ်ကဲကုသိုလ်မရဘူးလေရတယ်ဒီကုသိုလ်မြစ်ဆောင်နဲ့ကြီးကအမျှဝေပါ ਈ ဆိုမြစ်ဆောင်နဲ့ကသာဓုတဲ့တခါမှလည်းသူမခေါ်အောင်ခုမှထူးထူးဆန်းဆန်းဒီကောင်ကြမှအမျှဝေတယ်ဗောဒီကောင်ကစောင့်ကြည့်ဦးမယ်ဆိုစောင့်ကြည့်တာမြစ်ထဲလဲရောက်ရောညီဖြစ်သူကအထုပ်ပြစ်ချလိုက်အောင်ဟာအမလေးအကိုရဲ့ရွှေလုံးကြီးကြသွားပြီးအကိုရဲ့သူကြောက်ခက်တော့ပြစ်ချလိုက် ကျွန်တော်နမောနမဲနိုင်လို့ကိုရဲ့တောင်းပန်ပါတယ်ဘယ်လိုလုပ်ရမလဲဆင်းငုတ်လို့လည်းမရတော့ဘူးကိုရဲ့ဘယ်လိုညာလို့ဆိုညီလေးရဲ့ပစ္စည်းသင်္ခါရလူသင်္ခါရပေါ့ပြန်ရှာရတာပဲကွာကိစ္စမရှိဘူးဆိုတော့ဟိုမှာရင်ထဲမှာကြိတ်ပြောင်းနေပြီဟာပိုင်ပြီပေါ့ဒါပေမဲ့သူပြစ်ချလိုက်တဲ့ရွှေထုတ်စီကြီးအထုတ်လွဲပြီးပြစ်ချလိုက်တယ်မြေဆောင်တက်ကကြည်နေအောက်မှာငါးကြီးတကောင်ကသွားရင်းနဲ့အဲ့အထုတ်ကိုအစာဆိုပြီးမျိုးလိုက်ရောမြေဆောင်တက်လည်းအလုတ်ကိုရလို့အဲ့ငါးကိုလိုက်ကြည့်တယ်ရှေ့မှာတန်ငါတဲ့ကပိုက်ပိုက်မှာသွားမိရော မိလဲမိရောတငါတရေအဲ့ငါကြီးဆွဲတင်ပြီးတော့ကောက်ကိုခုတ်ထဲစားဖို့မရဘူးနတ်ကမျက်စောက်နတ်ကအဲ့လူတွေဝင်စီးထားတာရောင်းစားမယ်ဒီငါ့ကိုခုသွားရောင်းမယ်ကဲခုသွားရောင်းမယ်ဆိုရောင်းရောလမ်းအိမ်လေတအိမ်မှမဝင်အောင်နတ်ကလှုပ်ထားတယ်အဲ့အကိုအိမ်ရောက်တဲ့အထိပဲအကိုအိမ်ရောက်တော့အကိုမိန်းမဝင်စီးပြီးတော့လေငါသက်လာအောင်လို့ခေါ်လိုက်အင်ကာကြီးဝယ်ထားလိုက်အောင် ရောက်တဲ့လူတွေပြန်သွားတော့ငါးကင်နဲ့ကင်ရောဘိုက်ခွဲရုံရှိသေးရွှေတုတ်ကလက်ထက်ရောက်ယောက်ကြားတော့အိမ်ပြန်မရောက်သေးဘူးရွှေတုတ်ကအရင်ရောက်ဘာဝေလို့မနေ့ပြန်ကြဝေကြည့်နော်အင်းရွှေတုတ်တထုပ်လောက်လိုင်းလာမှာပြောမရဘူးနော်အဲ့တော့အမြဝေတယ်ဆိုတာနတ်တဲ့အတွက်ကတော့တာထုခေါ်စရာပေါ့အဲ့တော့ကိုကဝေကြည့်ဝေလို့ရှိရင်အ ਨੇ ဆုံးကိုကိုဆောင်နဲ့ကတာထုခေါ်လိုက်ပြီးရင်ဘာလို့လဲအနားမှာရှိတဲ့အိမ်ဆောင်နတ်တို့နော် ရက်ွက်ဆောင်တဲ့မျိုးဆက်နဲ့မြေကြီးမှနေတဲ့ပုံမစိုးနဲ့တိပ်ပင်မှနေတဲ့ယုတ်ကစိုးနဲ့အကုန်လုံးတာဓုခေါ်တယ်။ဘာဖြစ်လို့လဲသူတို့ကတာဓုခေါ်ရင်ဘုံတကုတ်စည်းစိမ်တိုးတက်တာဟုတ်။အဲ့တော့တာဓုကိုခေါ်ခြင်းနေတာ။ကိုယ်ကလည်းဝေတယ်ဆိုသူတို့ကခေါ်တာပေါ့။တခုတော့ရှိတယ်အချိန်မှန်နေရမှန်နှစ်ခုတော့တတိထား။ဘာမှန်းမှအချိန်မှန်နေရမှန်ဒီအချိန်ဒီအရင်အမျှဝေတယ်ဆိုလားကိုစောင့်ခေါ်တာနော်။အဲကိုကလည်းမနဲ့ဝေဝေမနဲ့လည်းဝေဝေမညနဲ့ဝေဝေမဆိုနတ်ကလည်းဘယ်ချိန်လာလို့လာမှမသိဘူးအဲ့ဒါအဲ့ဒါလည်းသတိထားပါဦး ကိုလှုပ်ချင်တဲ့ချိန်လှုပ်တယ်ဆိုရင်လေအဲအိမ်မှာဝင်ဝင်မဲ့လမ်းမှာဝင်ဝင်မဲ့ဈေးချမှာဝင်ဝင်မဲ့ဆိုလဲဒီနတ်ကဘယ်လိုက်လို့လိုက်အမှမသိဘူးအဲ့တော့ဘာမှန်းမလဲအချိန်မှန်နေရာမှန်နော်အဲ့မှန်နှမှန်နဲ့သာဝေးကြာလာတာတို့ခေါ်တာတို့ခေါ်ပါများလိုက်ရင်အဲ့နတ်တွေကဒီလူကိုဒုက္ခရောက်မခံဘူးနော်ဘာဖြစ်လို့လဲဒီလူကိုတော့လုံနိုင်တယ်များတို့အမြဲတမ်းတာတို့ခေါ်မယ်တာတို့ခေါ်ပြီးတို့မှဘုံတို့ကိုစိစိအမြဲတိုးတက်နေတော့ဒါသူစည်းပွားပဲနေ ဒီလိုအပေလည်းမခံဘူးစောင့်ရှောက်တယ်သူကအဲ့တော့အမျှဝေပါ ြည်ထမြင်ခေါင်မြင့်မတောင်ဦးမကပြူတာခြေသူအရှင်မွေမိခင်နဲ့ဖခင်တို့အားညာညာဝါစီအမြဝေဤမသွေနှိမ့်စာဤကာယကိုစောင့်ထပေတတ်ကိုယ်ဆောင်နဲ့လေမလက်စီယာပေးဝေငါဤ မိတ္တဆွေညာဆရာသမားဟူဝါကသယမရာဇာဒေဝယခအိန္ဒဘုံမာအာဂါတနအထုမှတ်၍မပြေပုံညာဘုဒ္ဓလကိုရကြပါစေအမြဝေဤတပ်ပိတတတတဝါဟုနာနာလောကအနန္တတွင် မပြတ်စင်ကားတတဝါဒဘုံကိုဝါနေဝိညာဏတိတိဒီရှိခုနပါမြားစွာလုံးစုံဘုံ31ဖြစ်ဖြစ်တမြာဝိနေယအအမြှကုသိုလ်ပေဝေလိုဤထိုကုတလဤပုံညကိုအမြရကြသည်ဖြစ်စေတော် ဝတုံတရေအင်းမြေပန်းသူသီလာထုလေတသေးအမှုဒီစေတော်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာ တူအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု